ဂျက်ကီချန်လိုကျိုးပေါ်မှာလမ်းလျှောက်မဲ့အကွက်နဲ့စတန့်ဇကန်ရိုက်တော်မဲ့ဝီလူကျော်ဝီလူကျော်ကပရဟိတမင်းသားကြီးအနေနဲ့ရောဗီဒီယိုလောကမှာအောင်မြင်တာဖြစ်ပါတယ်။နေဘက်အကြိုက်ဇကားများစွာကိုရိုက်ကူးခဲ့ပြီးမြားထဲမှာဗားဇကားမှမရိုက်တော့ပဲရန်နာခဲ့တာကတော့ကြာပါပြီရှင်။ဝီလူကျော်ကအရှုပ်ရှင်ပြဒနာတွေကြောင့်အခုလိုရန်နာထားတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ဝီလူကျော်ကစတန့်ပြောက်ွက်တွေနဲ့ action ဇလန်းတွေပြင်းရဲကြော်မှာဖြစ်ပါတယ်။ဝီလူကျော်ရိုက်မဲ့ဇကားတွေကမြင်နေကြပုံစံနဲ့လုံးဝကိုမတူပါဘူး။မြမရုပ်ရှင်လောကမှာဆိုရင် action ဇကားကိုတိတ်ပြီးတော့အမပြကြပါဘူး။ဖောက်ပြန်ရေးက ားတွေနဲ့အိမ်တော်ရေးဇက်ကားတွေကိုသာဦးစားပေးရိုက်ကူးနေကြတာကများပါတယ်။ဒီဇက်တွေကမင်းသားမင်းသမီးတွေသာအဓိကရရတာဖြစ်လို့ဇက်ဖို့တယောက်ဆောင်တွေနဲ့လူကျန်းတယောက်ဆောင်တွေအတွက်အရန်ကိုခက်ခဲနေကြပါတယ်။လူကျန်းတွေက action ဇက်ကားမျိုးရိုက်ကူးမှသာအလုပ်ရကြတာပါ။အခုလိုဈေးကွက်မရှိတော့သလိုမင်းသားတွေကလည်း action ဇက်ကားထက်အချီရေးရာဇက်ကားတွေကိုသာဦးစားပေးရိုက်ကြတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လဲဝေလူကျော်က action ဇက်ကားတွေကိုရိုက်ကလူကျန်းတွေကိုကူညီချင်တာဖြစ်ပါတယ်။ stand တွေကျိုးတွေနဲ့ပထမဆုံးပြင်ရတဲ့ရုပ်ရှင်ဖြစ်လို့အနေငယ်စိတ်ထဲမှာကြောက်ရွံ့တာမျိုးတော့ရှိပါတယ်။ဝေလူ ျော်ကကျိုးတန်းကိုလက်နဲ့ဆွဲကဖြတ်ကူးတဲ့အကွက်တွေနဲ့လုပ်ပြသွားမှာပါ။ဒါပြင်ကျိုးပေါ်မှာလမ်းလျှောက်ပြတဲ့အကွက်တွေနဲ့ရောအလုံးစိတ်ဝင်စားအောင်ဆွဲဆောင်မှလို့သိရပါတယ်။ဒါတင်မကသေးပဲကျိုးတန်းပေါ်မှာဆိုင်ကယ်စီးတဲ့အကွက်တွေပါတုံးပြသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဝေလူကျော်ကတယောက်တည်းရဲ့ကြာမဟုတ်ပဲမင်းသားကြီးနဲ့အတူတယောက်ဆောင်သွားမှာပါစတန်ပြောက်ခွက်ကြီးပြရတဲ့အချိန်မှာဝေလူကျော်အနေနဲ့စိတ်ထဲကနေကြောက်ရွံ့တာမျိုးတော့ရှိပါတယ်အသက်အရွယ်ကလည်းရလာပြီဖြစ်သလိုကျိုးကလည်းအယံကိုသေးတဲ့အတွက်ပြုတ်ကြမလားတောင်စိတ်ပူနေရပါတယ်ဒါပြင်ကျိုးတစ်ချောင်းလေးကိုသာကင်နေရတာမို့တခုခုဖြစ်မှာစိုးရိမ်နေပါတယ်ဝေလူကျော်ကဒီလိုကျိုးသေးသေးလေးနဲ့ပထမဆုံးကင်ရိုက်ဖူတာဖြစ်လို့စိတ်လုံရှားနေရတာဖြစ်ပါတယ်ကဲစိကြီးလုံနေကြသူဖြစ်တာမို့ကျိုးနဲ့ပတ်သက်ရင်တော့ကြောက်ရွံ့တာမျိုးတော့မရှိပါဘူးကဲစိကြီးလုံတုံးကတော့ကျိုးကအသေးလေးတွေမဟုတ်ဘဲအကြီးကြီးတွေကင်ကြရတာပါ ါကျိုးကြီးကြီးတွေနဲ့တန်ကူးမြောင်ကိုလုံချရတာဖြစ်လို့ကျွမ်းကျင်နေပါပြီ။ဒါပေမဲ့အခုရိုက်ကူးရေးကျိုးကမတူညီတဲ့အတွက်ဆဲလုံရှားနေရကြောင်းဖွင့်ဟပြောလာခဲ့ပါတယ်။ဝေလူကျော်ကရေပေငလင်ပေတုံးကလည်းကိုယ်တိုင်ကဲဆဲကြီးဝင်လုခဲ့ပါတယ်။အဲနေဖြစ်တဲ့နေရာတွေကိုပါဝင်လုတာမို့အရန်ကြီးတော့အထူးစမ်းတော့မဖြစ်တော့ပါဘူးရှင်။တိုက်ပေါ်ကနေကျိုးနဲ့ဆင်းနာမျိုးတွေလုတလို့ငလင်တုံးကဆိုရင်အောက်ထဲကိုကျိုးနဲ့ချိတ်ကဆင်းရတာမျိုးတွေလည်းရှိခဲ့ပါတယ်။အခက်ခဲတွေကြားထဲမှာရအောင်ရှင်သန်ကနေခဲ့ဘူးတာမို့အရန်ကြီးတော့အထူးစမ်းမဖြစ်ပါဘူး။လူဖြစ်တဲ့အတွက်ကြောက်စိတ်အနေ ငယ်သာ action ကားကိုစိုက်ရိုက်နေတာဖြစ်ပါတယ်။ဂျာပြင်ဝီလူကျော်က Python နဲ့ပတ်သက်ပြီးတော့တရားလေ့ကျင့်ထားတာတွေလည်းရှိပါတယ်။ လူအများကားတော့ဝေလူကျော်ကမြမပြည့်ရဲ့ဂျက်ကီချန်ဖြစ်တော့မယ်လို့လည်းပြောဆိုနေကြပါတယ်။ဖိုက်တာနဲ့ပတ်သက်ရင်တကယ်အသားနာခံကလှုပ်တဲ့သူတွေထဲမှာတော့ဂျက်ကီချန်ကိုဘယ်သူကမှမမိကြပါဘူးနော်။ဟန်ပြမဟုတ်ပဲတကယ်လှုပ်ပြတဲ့ဂျက်ကီချန်လိုလူမျိုးမြမနိုင်ငံမှာကတော့တိတ်မရှိသေးပါဘူး။ဒါပေမဲ့ဝေလူကျော်ကတော့ဂျက်ကီချန်လိုလှုပ်ပြခြင်းနဲ့အတွက်ဖိုက်တင်ကားတွေစိုက်ရိုက်နေပြီဖြစ်ပါတယ်။သူတို့ဇာကားတွေသာအောင်မြင်မယ်ဆိုရင်လူချန်တယောက်ဆောင်တွေလည်းအလုံများများလှုပ်ရမှာလို့ထုတ်ပြောလာခဲ့ပါတယ်။ ဝေလူကျော်ကတော့မြမရုပ်ရှင်လောကရဲ့ action ကိုမြင့်တင်ကျင်တာပါဖြစ်တယ်လို့လုပ်တဲ့ action မျိုးမဟုတ်ပဲတကယ်ပေးဆက်တဲ့ action ပုံစံမျိုးနဲ့ခြားပြကျင်တာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့လေသူ့အနေနဲ့ပရမဆုံးစွန်စားက fighting စကားကောင်းဖြောင်းကြိုးစားနေပါတယ်ဝေလူကျော်ကအရင်တုန်းကဆို stamp ပြက်ခွက်ကြီးကိုကိုယ်တိုင်ရိုက်တာမျိုးမရှိပါဘူးလူကျန်းတွေကိုငှားပြီးတော့သာရိုက်ကူးတာဖြစ်ပါတယ်သူတို့ကအစားထိုးရိုက်ပင်းနေတဲ့ဇလန်းကိုလှက်ကွက်ပြသွားတာပါအခုတစ်ခါမှတော့ဝေလူကျော်ကကိုယ်ပိုင်ပြက်ခွက်ကြီးနဲ့အနဲ့နာခံရိုက်ပြတော့မှာပါရှင် အသားအနာခံကစစ်ရိုက်ပြမှာဖြစ်လို့ပြည်သူတွေကြိတ်ကြမယ်လို့လည်းမျှော်လင့်ထားပါတယ်။ဒါပေမဲ့လူတချို့ကတော့ဝေလူကျော်ကအလုံးမရှိတော့လို့လူကျန်းတွေအတွက်အကြောင်းပြကရိုက်ကြလို့လည်းပြောဆိုနေကြတာတွေရှိပါတယ်။ဝလူကျော်ကတော့သူကလူကျန်းတွေကိုကူညီခြင်းလို့စတန်ပြက်ွက်တွေနဲ့ရိုက်မားလို့သာဆိုပါရရှင်။ပရိသတ်ကြီးတို့အနေနဲ့ရောဝလူကျော်ကမြန်မာပြည်ရဲ့ဂျကီချန်ဖြစ်လာမယ်လို့ထင်လား။ဘလို့မြင်လဲဆိုတော့ပြပြပေးခဲ့ပါအောင်နော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါရရှင်။